မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမှတ်သားနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်းကြီးမြန်မာပြည်ပါရှင်ရမီမိသားစုမှကြိုးတူပါတယ်ဗျာဒီနေ့17ရက်6လ2025ပௌဒုနေ့ဖြစ်ပါတယ်ဗျာတားကြောင့်17ရက်6လ2025ပௌဒုနေ့ရဲ့တနေ့တာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီနေ့ပௌဒုနေ့ရတော့အိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စတော့ဝတ္တရပဲပြော ်ငွေကြီးနဲ့ပတ်သက်တဲ့ကံကောင်းစီတတ်တဲ့ကိစ္စမျိုးပေါ်ပေါက်တဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအလုပ်ငယ်နဲ့ပတ်သက်တဲ့အစီအမီပြကြတဲ့မိသားသမီးသမီးအားလုံးတို့စီးဘောစကန်းရွက်ဘောစကန်းရွက်ဘောစကန်းရွက်ကလေးတွေဟိုဘောစကန်းကန်းလေးကိုချိုးချိုးပြီးမှအရာဦးတော့နောက်မြောက်တော့လှည့်ကိုင်းပြီးမှဆူတော့အသင်ဘောစကန်းလေးရဲ့အာကျွန်တော်လေးအလုပ်ငယ်မကောင်းဘူးရအလုပ်ငယ်အစီအမီပြင်းနေအာကျွန်တော်ငွေကြီးလဲအစီအမီပြုံးငွေကြီးလဲအစီအမီပြင်းနေအာကျွန်တော်အိမ်လေးလဲစောက်ချင်တယ်အလုပ်ကလေးလဲရချင်တယ် သားရီသမီးတွေရဲ့အလုပ်ခွာလေးလေးရတယ်နိုင်ငံခြားလည်းသွားခြင်းတယ်အဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတယ်ဗျာဒါကြောင့်ပိတ်ဆို့နေတဲ့အိုးရင်လောက်ကမ်းများအများဆုံးပွင့်လန်းအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းရာဥတော်အောင်မြောက်တော်လှဲ့အဲ့ဘောဒကန်ရွက်ကလေးကိုကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့သင်တို့မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကမ်းများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒီနေ့ကအိုးရင်လောက်ကမ်းနဲ့ပတ်သက်တာအဆင်မပြေဘူးလားဆိုပြီးတယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဝတ်တာတာဖြစ်နေတဲ့ကံ ငွေကြီးနဲ့ပတ်သက်တဲ့ရသင်ရတိတ်တဲ့ခွင်လန်းတွေအများကြီးရမယ်ကာလမျိုးဖြစ်ပါတယ်ဗျာငွေပွင့်လက်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစီအမံပေးကြတဲ့ဗုဒ္ဓသာသမီအားလုံးနော်ဒီနေ့ဆိုလို့ရှိရင်တော့ခွန်နေသာသမီအားလုံးကငွေကြီးနဲ့ပတ်သက်တဲ့အစီအမံပေးရရင်တော့ဒီနေ့တင်းနေလာအရှိရကိုလက်ပြီးကုနာကိုင်းနဲ့ဘောဒကိုင်းခိုင်းလေးဘောရွက်ကလေးကိုကိုင်းပြီးမှဆူတော့အတင်းဘောဒကိုင်းရွက်ကလေးရဲ့ကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့အစီအမံပေးဦးကျွန်တော်ငွေနဲ့ပတ်သက်လို့အစီအမံပေးခြင်းနဲ့ ။ဟောကျွန်တော်ပြီးသေးရဘလောက်ရသေးရဘလောက်ကျွန်တော်လူကျင်တာဘလောက်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့ဗျာ။ဒါကြောင့်အများဆုံးဘောဒကန်ရွက်ကလေးအဆင်ပြေအောင်ကုညီဆောက်ရတော်မူပါဆိုတဲ့အကြောင်းတင်းလာအခြေအရာလှည့်ပြီးဘောဒကန်လေးဂိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေသောကိစ္စများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်။အာဒီနေ့အိုးရေလောက်ကန်နဲ့ပတ်သက်လို့ကောင်းငွေကြီးနဲ့ပတ်သက်တဲ့ပွင့်လန်းတဲ့တေကာလာဖြစ်တဲ့အတွက်အလောက်ကန်ရင်အစမပြေရာဟုတောင်းနောက်မြောက်တောင်းလက်ကိုင်းပြီးတော့ဖောတကန်နီကန်ပြီးဆူတော့ ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတနင်္လာအရှိရကိုလှည့်ပြီးမှဘောဒဝန်းကြီးကိုင်မယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအဒီချိန်မှာစိတ်နဲ့ပတ်သက်လို့ပြောလားဆိုပြောပါတယ်အစိတ်ထဲမှာတခုခုလိုမကြသလိုတခုခုပြောချင်တာပြောမထွက်သလိုခံစားရတဲ့ကာလမျိုးတွေဖြစ်ပါတယ်စိတ်ထဲမှာတခုခုပိတ်နေတာမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ပိတ်နေတဲ့ပုဂ္ဂိုလ်အားလုံးကလက်ကိုစပ်ပြလေးနဲ့ဆေးပြီးမှဆုတော် အတင်းဆက်ပြလေးရဲ့ကျွန်တော်လောက်ကမကောင်းဘူးဗျာကျွန်တော်စိတ်တင်းညစ်နေတယ်အာရောင်းဝယ်မကောင်းဘူးဗျာငွေကြေးအဆင်မပြေဘူးဗျာငါနော်အကိစ္စတွေနဲ့ပတ်သက်လို့အိမ်ကြောင်ကြီးလည်းအဆင်မပြေဘူးအဲ့လိုကိစ္စတွေအဆင်မပြေဘူးဗျာကျွန်တော်စိတ်ထဲမှာပိတ်နေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့အိမ်ကြောင်ကြီးနဲ့ပတ်သက်တဲ့အလောက်ကန်နဲ့ပတ်သက်တဲ့အရောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေပိတ်နေတယ်ပိတ်နေတဲ့ကိစ္စလေးတွေပွင့်လန်းအောင်အတင်းဆက်ပြလေးကအကူကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအရက်မျက်နှာနဲ့မဆိုင်မဲနဲ့ဆက်ပြလေးကိုလက်ကမှာပုတ်ပြီးမှ သူတောင်းပြီးမှရေလေးလောင်းချလိုက်ရင်တင့်မှာပိတ်ဆုံနေတဲ့စိတ်တကြဆင်းမှုများအမြန်ဆုံးအစဉ်ပြေမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးတစ်ချက်ရှိသေးကိုနေနည်းနဲ့ဆက်တဲ့တဲ့လူယောက်ျားကိုရတ္တိတာမှုတဲ့တခြားရတ္တိတာငွေကြီးနဲ့ပတ်သက်တဲ့အပြင်မှာမှာကုန်ကြမှုများတဲ့နေရာကိုသွားရောက်နေထိုင်နေတာဖြစ်ပါတယ်အလုတ်ကိုင်းမိသားစုငွေရာကိုရတ္တိတာမှုတဲ့တခြားရတ္တိတာကိုအပြင်လိုက်ရလိုက်ရထွက်တဲ့တဲ့မလို့ဘယ်နဲ့ငွေကြီးကုန်ကြမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးကုန်ကြမှုနေအောင် ကိုရင်ကိုရာကိုမိသားစုမှာနေအောင်ကိုလုံငန်းမှာပြောရှင်းအောင်လှုပ်လို့အောင်အဲအကိစားလေးတွေဆောင်ရွက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တောက်ကြမြောက်ရကိုလှက်ကော်ဖီလေးတစ်ခွက်လောက်တောက်ပြီးမှဆုတော့ဒါမှမဟုတ်ကော်ဖီလေးကိုကင်ဆုတောင်းပြီးမှဒုံဆုံးတယောက်တော့သူကိုကုသပြုအတင်ကော်ဖီလေးရဲ့အိမ်ရရှိတဲ့လူယောက်ျားအလုံးမလုပ်ဘူးအလုံးလုံးအလုံးလုံးမှဖြစ်မယ်အလုံးတော့လုပ်ပါတယ်ပတ်သက်မှဘူးအိမ်မှာမနေဘဲနဲ့တခြားအပြင်နေထွက်နေတဲ့အိမ်မြန်လာရင်ဘူးညာဘူးညာဖြစ်တယ်ရက်တွေတောက်တယ် ိမ်လောင်းရေးချုပ်ထွေးတဲ့တန်နေကြတယ်ကိုကိုရင်ကိုမိသားစုမှာမနေဘူးအပြင်ရောက်နေတယ်လက်ရက်လက်ရက်ဖြစ်နေတော့ဓာတ်ပြည့်နေတယ်ဓာတ်ပြည့်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်မှာကိုကိုရင်ကိုမိသားစုမှာနေအောင်ကိုလုံငါမှာပြောချင်အောင်တတ်မှတ်ထားတဲ့ငွေကြီးကိုကျူးကျူးသားသားရှာပုတ်ပြီးရရှိလာတဲ့ငွေကြီးများအိမ်ကိုအာအတင်းကော်ဖီလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းကော်ဖီလေးတကုံလုံးတောက်ပြီးမှဆူတောင်းမလား ဒါမှမဟုတ်ရင်စုတော့မိမှာကော်ဖီလေးတယောက်ကော်ဖီလေးတစ်ခွက်ကိုတစ်စုံတယောက်သို့သူကိုကုသပြုမဲ့ဆိုရင်တင်းမမပိတ်ဆုံနေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးအဆင်ပြေမှာဖြစ်ပါတယ်ဗျာကိုနဲ့နင်းနဲ့ဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းမင်းနေရာဒီချိန်မှာအောင်မြင်ကြကြပြီးငွေချင်းနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုတွေအဲတလွဲတွေကြောင့်မလူလာတဲ့ပြဿနာဖြစ်ပေါ်သေးတတ်တဲ့ပဋ္ဌာန်းတွေကိုပလဲမန်းကြီးများများရယူနေတဲ့ကာလမျိုးဖြစ်ပါတယ်မင်းလိုတတ်မှတ်ထားတဲ့လူကတော့ သူ့ရဲ့လုံပိုင်ခွင့်ရှိသလောက်ကိုအပြည့်အဝကိုတုံးချပြီးလို့လှုပ်ထွက်တာပဲဖြူဒီအချိန်မှာငွေရဖို့အတွက်ဆိုရင်မင်းနေရဘာဖြစ်ဖြစ်လှုပ်တော့မဲ့သဘောမျိုးကာလမျိုးဖြစ်နေတာစီမံခန့်ခွဲမှုကတော့တော်တော်ကိုလွယ်မှားတွေဖြစ်နေပါလေမင်းနေဓာတ်ပြက်နေတဲ့အပြောင်းရွှေ့ရာထူးတို့တွေဓာတ်ပြက်တယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ပြက်တယ်မိယာရီနဲ့ပတ်သက်တဲ့တင်စီမှုအာရမအတင်စီမှုအာရမရောင်းချမှုမချိမဆန်ငွေကြီးနဲ့ပတ်သက်တောင်းခံမှုကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာအဲဒါကြောင့်မင်းနေဓာတ်ပြက်နေတဲ့မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေ အဆင်ပြေခြင်းနဲ့ပေါ့ဗျာအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရပြင်မိမိရဲ့အင်ကြီးလေးကိုတင်းငွေနေတောင်းအရှိမောက်တောင်းလှက်အင်ကြီးလေးကိုကိုင်းပြီးမှဆူတောင်းအသေးအင်ကြီးလေးကျွန်တော်မင်းနေတတ်ပြနေတယ်မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအလဲရလူတွေတွေလှုပ်ခြင်းနဲ့အဲ့ကိစ္စအဆင်ပြေခြင်းနဲ့မင်းနဲ့ပြောဆိုသူများအဆင်ပြေခြင်းနဲ့မိရတွေဝန်းကျင်နဲ့ပညာရေးနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့သားသမီးတွေနဲ့ပတ်သက်တဲ့ကိစ္စအန္တရာယ်ပြီးရှင်းပြီးတော့အဆင်ပြေပြီးလှုပ်ဖြစ်သိခြင်းနဲ့ဒါကြောင့်အသေးအင်ကြီးလေးကကိုကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်း တင်းနေငွေဒီတော့ရှိမြောက်တော့လဲပြီးအင်းကြီးလေးကင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတော့ကိစ္စများအများဆုံးပွန့်လန့်သွားမှာဖြစ်ပါတယ်ကိုသွားခြင်းနဲ့ခီးကိုပြောခြင်းနဲ့စကားတကူသွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘဲနဲ့အီးလေးလေးဖြစ်နေကြတဲ့ပြူအားကြောင့်သွားတော့ခီးများအစီအမြောင်ပြောသောစကားများအောင်မြင်ကြကြခြင်းနဲ့ဆိုရင်တော့ဗုဒ္ဓတောင်းရကိုလဲဆက်လက်ကလေးဖက်ချမ်းဆက်လက်ကလေးကိုကိုင်းပြီးမှဆူတောင်းအသင်ဖက်ချမ်းဆက်လက်ကလေးရဲ့ကျွန်တော်ခီးတွေသွားမယ်ကျွန်တော်သွားမယ်ခီးတွေအစီအမြောင်ပြောသောစကားအောင်မြင်နေကျွန်တော်သွားတဲ့ခီးပြောတဲ့စကားတွေအောင်မြင်အောင်အသင် စလိကလေးကကုညီဆောက်ချောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးစလိကလေးကိုင်းဆူတောင်းမယ်ဆိုရင်သွားတော်ခီးများအန်ဒီကင်းပြည့်ရှိမီရောပြောတော်စကားအောင်မီရောကြားတော်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှပြည့်ခွန်တဲ့သားသမီးအားလုံးတို့ဒီပြောစကားသူစကားအောင်မီခြင်းနဲ့သွားတော်ခီးများအန်ဒီကင်းခြင်းတော့ဗုဒ္ဓတောင်ရလည်းစလိကလေးကိုင်းပြည့်ဆူတောင်းမယ်ဆိုရင်တော့အဖန်သီးချုံတော်ပြဒနာတွေကင်းပြီးတော့ပြောတော်စကားများအောင်မီကြောကြားမှာဖြစ်ပါတယ်။ပြားသိချမ်းသာပြောရှင်မှုများအပြည့်အဝရရှိမှာဖြစ်ပါတယ်။ အခုဒီချိန်မှာယူအားပြည့်နေတယ်ယူအားဖော်လို့ဒူအားကြောမယ်အမှုခင်းပြဿနာတွေရှိတယ်ဝါဒရတွေဖြစ်တတ်တယ်ငွေကုန်ကြီးတက်များတတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံလိုက်ဝင်တတ်တယ်ပြဿနာဖြစ်လို့ငွေကြီးနဲ့ပတ်သက်လို့အကုန်တတ်ပါတယ်ဗျာယူအားတွေဖော်မှဒူရာကြောမှာဖြစ်ပါတယ်ဗျာဒီလိုကာလမျိုးကမြင်ရမြင်ရတဲ့လိုလိုဖြစ်နေတာဖြစ်တယ်မြင်ရတဲ့ကလည်းပြဿနာရှာတယ်မမြင်ရတဲ့ကလည်းပြဿနာရှာတယ်မြင်ရတဲ့ကလည်းကူညီတယ်မမြင်ရတဲ့လူတွေကလည်းကူညီဆောင်ရှောက်နေတာဖြစ်ပါတယ်ဒါကြောင့် အယိုးအဖော်ကြမယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေထောင်းအရှိမောက်တောင်းလှည့်အာလူကျော်လေးကိုကိုင်းပြီးမှဆူတောင်းပြီးမှတစုံတစ်ယောက်သောသူကိုကုသပြုပါဗျာအအတင်းအားလူကျော်လေးရဲ့ကျွန်တော်တို့ယိုးအဖော်လို့ဒိုးအကျော်ပြီးအမှုခင်းပြဿနာတွေဝေးခြင်းနဲ့ငွေကြေးနဲ့များအထူးလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ပြီးတာသနာပြုခြင်းနဲ့ဗျာဒါကြောင့်အတင်းအားကျော်ကြီးလဲကျွန်တော်တို့လုံးလိုက်ခဲလိုက်ဝင်အောင်ငွေကြေးနဲ့ပတ်သက်လို့ပြဿနာလေးတွေကင်းအောင်ငွေကြေးကအထူးလိုက်ပြုံးလိုက်ဝင်အောင်နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုခင်းပြဿနာတွေဝေးကွာအောင်ကုညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းတင်းငွေနေတော့အရှိမြောက်တောင်းလှည့်ပြီးမှကျွန်တော်တို့အာလူကျော်လေးကိုစုတော့မိမှာတစုံတယောက်တော့သူကိုကုသိုလ်ပြုမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေတော့ရိုးအောင်ဖော်လို့ဒိုးအားကြောပြီးအမှုခင်းပြဿနာများဝေးကွာတော့မှာဖြစ်ပါလေဗျာဒါကြောင့်အမှုခင်းပြဿနာတွေဝေးကွာခြင်းနဲ့ပုံကူအားလုံးတို့ဒီတင်းငွေနေတော့အရှိမြောက်တောင်းလှည့်ပြီးမှအာဟာနော်အလူကြော်လေးစပြီးဆူတောင်းမယ်ဆိုရင်စာလူကြော်လေးကုသိုလ်လုပ်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ ရိုးရဖော်လို့ဒုဝကျော်မှာဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေ့ရက်တည်းရဲ့6လ2025နော်ဗုဒ္ဓနေ့ဖြစ်ပါတယ်ဗျာဗုဒ္ဓနေ့ရဲ့တနေ့တာကံကောင်းတဲ့ကဏ္ဍဤထီကံလေးတွေစမ်းမယ်ဆိုရင်တော့တနေ့ငွေနေ့တော့အရှိမြောက်တော့လှဲ့အမရေလေးကိုတောက်ပြီးမှသူတော်အတင်းရေးလေးရဲ့အလည်းရေလေးတောက်တောက်ပြီးမှသူတော်ဒါမှမဟုတ်ရင်ခမအဲဒီအာလူကျော်လေးစားပြီးမှသူတော်နော်အလည်းမစားဘူးသူတော်အတင်းအာလူကျော်လေးရဲ့အဲ့ကျွန်တော်လေးရိုးရဖော်လို့ဒုဝကျော်ပြီးအမှုခင်းပြဿနာကြီးဝုကင်းချင်း ျွန်တော်တို့ဝေကြီးနဲ့ပတ်သက်လို့အောင်မြင်ကြကြခြင်းနဲ့ဒီကနေ့ပွင့်ခြင်းနဲ့အကြောင်းဒီကနေ့မြန်သောပွင့်အောင်ကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းဒီနေ့ဗာပြင်ဒီကံလေးတွေစမ်းမယ်ဆိုရင်တော့တစ်တို့နှစ်တို့ငါတို့ခွန်ထူတဲ့ကဏ္ဍလေးတွေကန်ဆန်းလို့ရှိရင်တင်းတော့မပိတ်ဆိုနေတဲ့ဒီကံများမြန်သောပွင့်မှမယ်ဖြစ်ပါတယ်ဒါကြောင့်အမတစ်ခွန်လို့ငါးခွန်ဆိုတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်အဲတင်းနဲ့ငါးခွန်ဆိုတဲ့ကဏ္ဍလေးတွေကိုခွေးမယ်အဲတင်းငါတို့ ငါခေါ်ဆိုတဲ့ကဏ္ဍလေးတွေသူတို့ကန်ဆတ်မယ်ဆိုရင်သင်တို့မှာပိတ်ဆုံးနေတဲ့အထီးကများအများဆုံးပွက်လမ်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွေးနာမင်းသားသူပြီးရရေရလေးရလိုလေးလေးတွေပြီးတာပါလိုလေးလေးတွေပြီးတာပါဒါကြောင့်လိုလေးလေးတွေပြီးလို့ချင်းမြင်သင်တို့မှာပိတ်ဆုံးနေသောငွေကြေးများအောင်မြင်ပါသေးကြောင်းဒီနေ့17ရက်6လ2025တနေ့သာပုံသူနေ့ရတနေ့သာကာဒီမာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ